မင်္ဂလာပါရှင်မြမပြည်သူပြည်သားပေါင်းကိုစိတ်နှဖျားစမ်းမစေဖို့စွတောင်းမြတ်တာပို့တာလိုက်ပါတယ်အပတ်စဉ်တက်ဆက်ပေးနေတဲ့တပတ်တွင်သတင်းတိုင်းချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမကတော့စင်စင်ပါ ထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ Federal Unit နဲ့ဗဟိုအစိုးရကြားအပြန်အလှန်အတိမတ်ပြုမှုနဲ့ဥပပေါင်းဆောင်ရွက်မှုတွေရှိနေတာကတော်လိုင်းအောင်မြင်မှုအတွက်အရေးကြီးတဲ့ဥပပေါင်းဆောင်ရွက်မှုလို့မြို့သားညီညွတ်ရေးအစိုးရကတဝန်လောပေးပို့ခဲ့တဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ Federal Unit နဲ့ဗဟိုအစိုးရကြားအပြန်အလှန်အသိမှတ်ပြုမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတာကတော်လရင်အောင်မြင်မှုအတွက်အရေးကြီးတဲ့ပူးပေါင်းဆောင်ရွက်မှုလို့အမျိုးသားညီညွတ်ရေးအစိုးရကဇွန်လ25ရက်မှာပြုလုပ်တဲ့ဇဂိုင်း Federal Unit လွှတ်တော်အစည်းအဝေးကိုပေးပို့တဲ့တောင်းဝန်လာမှာဖော်ပြခဲ့ပါတယ်။ Federal Unit နဲ့ဗဟိုအစိုးရကြားအပြန်အလှန်အတိမတ်ပြုမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတို့ရှိနေခြင်းကတော်လိုင်းရေးအောင်မြင်မှုအတွက်သာမကအနာဂတ် Federal နိုင်ငံတည်ဆောက်ရေးအတွက်ပါအလွန်ရေးကြီးရာကြောင့်ရှေ့ဆက်ပြီးအခုလိုပူးပေါင်းဆောင်ရွက်ပြီးနိုင်ငံရေးထိလိမ့်များပုံမခိုင်မာလာစေရန်အားထုတ်ကြိုးပမ်းသွားဖို့လိုအပ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အလေးနက်ရှုမြင်တယ်လို့ဖော်ပြထားပါတယ်စကိုင်းဖက်ရယ်ယူနစ်အတွင်းရှိနိုင်ငံရေးအင်အားစုများဒေါ်လာရေးအင်အားစုများအားလုံးရဲ့ ဘုံရီမန်းချက်ဖြစ်တဲ့ Federal Democracy နိုင်ငံတော်တည်ဆောက်ရေးအတွက်လက်တွဲညီညီစူပေါင်းအားထုတ်ဂျိုးပန်းဆောင်ရွက်နေမှုများကိုမြန်မာကာလမှာပုံမခိုင်မာစွာမြင်တွေ့ရတယ်လို့ဖော်ပြထားပါတယ်။ခိုင်မာသောစီးလုံးညီညွတ်မှုနဲ့ဂျိုးပန်းအားထုတ်မှုများကတော်လှန်ရေးအောင်မြင်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အင်အားဖြစ်တဲ့အပြင်အနာဂတ် Federal Democracy ပြည်အောင်စုတည်ဆောက်ရမှာလဲအရေးပါတဲ့အုတ်မြစ်များဖြစ်လာမှာကိုခိုင်မာစွာယုံကြည်ရဲလို့လည်းတဝန်လောက်မှာဖော်ပြထားပါတယ်။ Federal Democracy ပြည်ရင်အစိပ်အပိုင်းနှင့်အခန်းရှိအပိုင်း52အရစကိုင်းဖယ်ရယ်ယူနစ်ရဲ့ဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့တရားစီရင်ရေးရန်နရာများပေါ်ပေါက်လာစေရေးအတွက်စကိုင်းဖယ်ရယ်ယူနစ်လွှတ်တော်အနေနဲ့ဒေတာအခြေပြုတော်လိုင်းအင်အားစုများနဲ့ပူးပေါင်းကဂျိုးပန်းဆောင်ရွက်နေမှုများကိုလည်းအပြည့်အဝပူးပေါင်းပါဝင်ကူညီအားပေးထောက်ခံနေရလို့ဆိုပါရစေ။စကိုင်းဖယ်ရယ်ယူနစ်အတွင်းရှိနိုင်ငံရေးအင်အားစုများစုပေါင်းပြီးတော့ Federal Unit အစိုးရတရက်ပေါ်ပေါက်ရေးအတွက်လိုအပ်သော အခြေခံမူများချမှတ်နိုင်ရေးလက်တွဲကညီအလုပ်လုံးဆောင်လာနိုင်ခြင်းကမြေပြင်ရဲ့လိုအပ်ချက်ကိုအခြေခံတဲ့ Federal Democracy စနစ်တည်ဆောက်ရေးရဲ့ခိုင်မာသောခြေလှမ်းဖြစ်ပြီးအနာဂတ် Federal Democracy နိုင်ငံတော်တည်ဆောက်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အုတ်မြစ်တစ်ခုလည်းဖြစ်တယ်လို့တော်ဝင်လာမှာဖော်ပြထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့မကွေးဒေသတော်လိုင်းအင်အားစုများကိုရရဲ့ Federal Democracy ပြောင်စုတိဆောက်ရေးအတိုင်းဥတီချီတက်နေတဲ့အပေါ်ဂုံယူဝမ်းမြောက်တယ်လို့ပြောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကတဝန်လွှာပေးပို့ခဲ့တဲ့တဲ့င်းပဲဖြစ်ပါတယ်ရှင်မကွေးဒေသတော်လိုင်းအင်အားစုများကိုရင်ဟာຫນွေဦးတော်လိုင်းပြည်အောင်စု ညှော်ရီချက်ဖြစ်တဲ့လွတ်လပ်မှုတရားမျှတမှုဒန်းတို့ညီမျှမှုကိုအာမခံပြီးငြိမ်းချမ်းတဲ့ Federal Democracy ပြောင်စုတည်ဆောက်ရေးအတိုင်းဥတီချီတက်နေတဲ့အပေါ်အမျိုးသားညီညွတ်ရေးအစိုးရကိုစားဂုံယူဝမ်းမြောက်တယ်လို့ပြောင်စုဝင်ကြီးချုပ်မန်ဝဲခိုင်တန်းကဇော်လ25ရက်ကကြာရောက်တဲ့မကွေးဒေသတော်လိုင်းအင်အားစုများကွန်ရက်ဖွဲ့စည်းတည်ထောင်မှုနှစ်နှစ်ပြည့်အခမ်းအနားကိုဂုံပြုတုံလွာပေးပို့ခဲ့ပါတယ်။တော်လိုင်းကာလာတခြားလူမှုနိုင်ငံရေးကဏ္ဍအသီးသီးတဲ့ ထပ်ထည့်ဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ The Big Comedy နဲ့လူမှုတိုက်ပွဲ Comedy အသီးသီးမှဒေသခံအဖွဲ့ဝင်တွေလူမှုနိုင်ငံရေးအင်အားစုတွေမီဒီယာများထောက်ပို့အဖွဲ့ဝင်ရဲဘော်များသူတေတီများကိုလှိုက်လှိုက်လဲလဲခုံပြူတယ်လို့ပြည်အောင်စုဝန်ကြီးချုပ်ကပြောပါရယ် ဒါအပြင်ကဏ္ဍဆောင်မှရဲဘော်ရဲဘက်တော်လိုင်းအင်အားစုတွေနဲ့တရေတီစုဖွဲ့ခဲ့တဲ့မကွေးဒေသတော်လိုင်းအင်အားစုများကွန်ရက်ရဲ့ခိုင်မာတဲ့စီလုံးညီညွတ်မှုနဲ့ဇွမ်းနဘဲကြီးစွာကြိုးပမ်းအားထုတ်မှုများကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လင်းလက်စွာအတိမတ်ပြုလိုက်လဲစွာဂုဏ်ပြုတယ်လို့ဆိုပါရယ် ဒီဂျိုးပန်းအားထုတ်မှုတွေဟာတော်လိုင်းရေးအောင်မြင်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့အပြင်အနာဂတ်ဖယ်ရယ်ဒီမိုကရေစီပြည်အောင်စုတည်ဆောက်တဲ့အခါလဲအရေးပါတဲ့အုတ်မြစ်များဖြစ်လာမယ်လို့ခိုင်မာစွာယုံကြည်ပါတယ်လို့ပြည်အောင်စုဝန်ကြီးချုပ်ကပြောပါတယ်။ မကွေးဒေသတော်လိုင်းအင်အားစုများကိုရဟာຫນွေဦးတော်လိုင်းရဲ့ပြည်အောင်စုမျိုးရည်ချက်ဖြစ်တဲ့လလမုံတရားမျှတမှုဒန်းတူညီများမှုကိုအာမခံပြီးငြိမ်းချမ်းတဲ့ Federal Democracy ပြည်အောင်စုတည်ဆောက်ရေးအတိုင်းဥတီချီတက်နေရလို့ပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ ဒေတာတွင်လူမှုနိုင်ငံရေးဖြစ်စဉ်များအပေါ်ယင်းဤပွင့်လင်းစွာဆွေးနွေးဖြေရှာကအနာဂတ်နိုင်ငံတော်အတွက်အတွက်စူးစီးညီညွတ်တဲ့နိုင်ငံရေးအခင်းကျင်းပြည်သူအုပ်ချုပ်ရေးနဲ့ပြည်သူဝန်ဆောင်မှုရန်ရည်တွေထူထောင်လည်ပတ်နိုင်စေရေးတို့ကိုကြိုးပမ်းနေတာကိုပြည်သူဗဟုပြုပြီးပွင့်လင်းမြင့်တာမှုရှိသောကြိုးပမ်းအားထုတ်မှုများကို အစဉ်တစိုက်ခိုင်မာစွာအပေးထောက်ခံကြောင်းကိုလည်းပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်ရှင်။ ခလတင်ဆက်ပေးခြင်းတဲ့တင်ကတော့ပြည်သူအုပ်ချုပ်ရေးရန်နေရဖော်ဆောင်မှုလုပ်ငန်းဆောင်ရွက်မှုတိုင်းဟာပြည်သူအကျိုးကိုပဲရှေ့ရှုပြီးလှုပ်ဆောင်ရမယ်လို့ပြည်အောင်စုဝင်ကြီးချုပ်ကတိုက်တွန်းခဲ့တဲ့တင်ပဲဖြစ်ပါတယ်ရှင်။ ပြည်သူ့အုပ်ချုပ်ရေးရန်နီယာဖော်ဆောင်မှုရဲ့လုပ်ငန်းဆောင်ရွက်မှုတိုင်းဟာပြည်သူ့အကျိုးကိုပဲရှေ့ရှုပြီးဝင်ကြီးဌာနအချင်းချင်းတေကြာစွာချိတ်ဆက်လှုပ်ဆောင်ရမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရပြောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကဇွန်လ26ရက်ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးရန်နေရာဖော်ဆောင်မှုမှာလိုက်နာရမယ့်စီမံစည်းကမ်းတွေကိုရန်နေရာဆင်းဆင်းကတေချာစွာစောင့်ထိုင်းလိုက်နာပြီးဆောင်ရွက်ရမယ့်တာဝန်တွေအပေါ်မှာကြေပြွန်စွာလှုံ့ဆော်ဖို့လဲလိုသလိုလုပ်ငန်းဆောင်ရွက်မှုတိုင်းဟာပြည်သူ့အကျိုးကိုသာရှေးရှုလှုံ့ဆော်ကြရမယ်ဆိုတဲ့အသည့်လေးနဲ့ဝင်ကြီးဌာနအချင်းချင်းတေချာစွာချိတ်ဆက်လှုံ့ဆော်သွားကြဖို့ပြည်အောင်စုဝင်ကြီးချုပ်ကပြောကြားခဲ့ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဂျာကာလာဒေသနာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဟာအားကောင်းတဲ့ ဒေတာတစ်ခုဖြစ်တဲ့သခိုင်းဒေတာဟာဂျားကာလဖွဲ့စည်းပုံအခြေခံဥပဒေကိုလွှတ်တော်ခေါ်ယူပြီးအတည်ပြုနိုင်ခဲ့ပြီဖြစ်တယ်ဆိုတာနဲ့သခိုင်းဒေတာအတွင်းမှာရှိကြတဲ့ဒေါ်လာရေးဖွဲ့စည်းတွေအခုလိုစုစုစည်းစည်းနဲ့လှုပ်ဆောင်နိုင်ကြတာဟာဒေါ်လာရေးအတွက်များစွာအကျိုးရှိတဲ့ကိစ္စဖြစ်တယ်လို့ကြိုဆိုရလို့လည်းပြောင်စုဝင်ကြီးချုပ်ကပြောကြားခဲ့ပါတယ်ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မြန်မာနိုင်ငံမှာကလေးတငယ်များအပေါ်ကျူးလွန်တဲ့ ကြည်လေးရဲ့ချိုးဖောက်မှုတွေကိုကာကွယ်ဖို့နောက်တစ်ချိန်မပြတ်ကွက်ဖို့တာမတ်ကြီးဦးကျော်မိုးထွန်းကကုလမပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။လုံခြုံရေးကောင်စီနဲ့နိုင်ငံတကာတိုင်းဝိုင်းအနေနဲ့မြန်မာနိုင်ငံမှာကလေးတငယ်များအပေါ်ကျူးလွန်တဲ့ ကြီးလေးတဲ့ချိုးဖောက်မှုများကိုကြိုတင်ကာကွယ်ရေးနဲ့ရပ်တန့်နိုင်မဲ့မဟာဗျူဟာတွေချမှတ်ရေးအတွက်မြန်မာပြည်သူတွေနဲ့ကလေးတငယ်များအပေါ်နောက်တစ်ကြိမ်မပြတ်ကွက်ဖို့အလေးထားတောင်းဆိုပြီးချက်ချင်းပြတ်သားစွာလှုံ့ဆော်ပေးစေလိုတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂလုံခြုံရေးကောင်စီမှဇွန်25ရက်နဲ့26ရက်နေ့တွေမှာကျင်းပပြုလုပ်တဲ့ကလေးတငယ်များနဲ့လက်နက်ကင်ပြိပခဆိုင်ရာတကားဖွင့်အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ ဒီကနေ့အထိနေရဆုံးခွာသူ3.5တန်းကျော်နဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်သူတန်း20ကျော်ရှိပြီးအဲ့ဒီလိုအပ်နေသူများအနက်ကလေးငယ်6.3တန်းပါဝင်တယ်လို့ကလေးငယ်တွေနဲ့လက်နက်ကင်ပြိပခနဲ့ပတ်သက်ပြီးကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့2024ခုနှစ်အစီရင်ခံစာမှာဖော်ပြထားပါတယ်အတွင်းမှုချုပ်ရဲ့အစီရင်ခံစာမှာအကြံပြုထားတဲ့အချက်တွေကိုထပ်လောင်းတောက်ခံပြီးမြန်မာနိုင်ငံမှာကလေးငယ်များပေါ်ကျူးလွန်တဲ့ ကြီးလေးရဲ့ချိုးဖောက်မှုများကိုကြိုတင်ကာကွယ်ရင်းနဲ့ရပ်တန့်နိုင်မဲ့မဟာဗျူဟာတွေချမှတ်ရေးအတွက်အားပြည့်နိုင်ဖို့တာမတ်ကြီးကပြောကြားခဲ့ပါတယ်။လုံခြုံစိတ်ချရတဲ့အချိန်မီဖြစ်တဲ့အတားအဆီးမရှိတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်နိုင်မှုနဲ့နိုင်ငံတကာတိုင်းဝိုင်းဟာအကြက်ဖက်ဆဲအုပ်စုကလူသားစာနာအကူအညီများကိုနိုင်ငံရေးအရအသုံးချတာ ဆက်လက်နဲ့တပွဲအတုံးချနေတာကိုတတိချက်ကအားထားယုံကြည်စိတ်ချရတဲ့ဒေသခံမိဖတ်များနဲ့ပူပေါင်းဆောင်ရွက်ရေးကအလွန်ရေးကြီးရလို့လဲတန်မတ်ကြီးကပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံရှိကလေးတငယ်များကိုအကာအကွယ်ပေးရေးအတွက်သာမကစစ်မှန်တဲ့နိုင်ငံရေးဆန္ဒရှိပြီးနိုင်ငံတကာတာဝန်ဝတ္တရားများကို ပြေဝစွာထမ်းရွက်ဖို့နဲ့မြန်မာပြည်သူများရဲ့အကျိုးစီးပွားကိုအမှန်တကယ်ဆောင်ကျဉ်းပေးနိုင်မဲ့ပုံမကောင်းမွန်တဲ့မြန်မာနိုင်ငံဖြစ်စေဖို့ Federal Democracy တည်ဆောက်ရေးအတွက်ကြိုးပမ်းနေတဲ့မြို့သားညီညွတ်ရေးအစိုးရနဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့တာဝန်ကြီးကတိုက်တွန်းခဲ့ပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အကြဖတ်ဆိုးစုကလင်းနှစ်ကျော်အတွင်းမှာကလေးငယ်နဲ့မျိုးသမီးများအပါအဝင် ပြည်သူတွေကိုဖမ်းဆီးစစ်ဆေးနေစဉ်အတွင်းတေဆုံးမှုဖြစ်စဉ်385မှုထိရှိခဲ့တဲ့တဲ့ငါဖြစ်ပါတယ်ရှင်။ အကြံဖတ်ဆဲအဆုကလေးနှစ်ကျော်ကာလအတွင်းမှာကလေးတငယ်နဲ့အမျိုးသမီးများအပါအဝင်ပြည်သူတွေကိုအကြံဖတ်ဖမ်းဆီးပြီးစုံစမ်းစစ်ဆေးနေစဉ်အတွင်းမှာတည်ဆုံမှုဖြစ်စဉ်385မှုအထိရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးအောင်မျိုးမင်းကဇွန်လ26ရက်မှာကြာရောက်တဲ့ International Day in Support of Veteran Torture နေ့မှာပြောကြားခဲ့ပါတယ်။ လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကကောက်ယူရရှိထားတဲ့အချက်အလက်များအရ2021ခုနှစ်အာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်စဉ်နောက်ပိုင်းအကြမ်းဖက်ဆဲအုပ်စုဟာကလေးသင်ငယ်များနဲ့အမျိုးသမီးများအပါအဝင်ပြည်သူများကိုဖမ်းဆီးစစ်ဆေးအကြမ်းဖက်ထိန်းသိမ်းကစုံစမ်းစစ်ဆေးမှလည်းအကြမ်းဖက်မှုများပြုလုပ်ခဲ့ပြီးလူသေဆုံးသည့်အထိဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ပေါင်း385မှုရှိကြောင်းတွေ့ရှိရတယ်လို့ပြည်အောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်။ နိုင်ငံတကာဥပဒေအရအကြမ်းဖက်မှုကိုတရားဝင်ပြုလုပ်ဖို့ခွင့်မပြုထားပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလမှာအာဏာသိမ်းရန်ကြိုးပမ်းမှုပြီးနောက်အကြမ်းဖက်ဆဲအုပ်စုကပြည်သူများပေါ်နေစဉ်အကြမ်းဖက်မှုနဲ့လူခွင့်ရေးချိုးဖောက်မှုများကိုဆက်လက်ပြုလုပ်နေရလို့ဆိုပါတယ်။ညှဉ်းပန်းနှိပ်စက်မှုကိုခံစားနေရတဲ့ပြည်သူတွေရဲ့အခြေအနေတွေကအခုအချိန်ထိရှိနေသေးပါပဲ။အကြမ်းဖက်ဆဲအုပ်စုကနေရာတိုင်းမှာနှိပ်စက်ညှဉ်းပန်းမှုတွေလှုပ်ဆောင်နေရဲ့ကျူးလွန်ခံရသူတွေကချက်ချင်းလိုအပ်တဲ့ ကူညီမှုတွေလိုအပ်သလိုဒီလိုမျိုးနှိမ့်ဆက်ညှဉ်းပန်းမှုရဲ့ရလဒ်တွေကတမိုင်းတစ်လျှောက်မှာထိခိုက်နိုင်တဲ့အတွက်ပြန်လည်ကူစားပေးဖို့အရေးကြီးပါတယ်။နှိမ့်ဆက်ညှဉ်းပန်းခံရတဲ့သူတွေကြုံတွေ့ရတဲ့စိတ်ပိုင်းရုပ်ပိုင်းနာကျင်မှုကိုကာကွယ်ဆောင်ရှောက်ပေးတဲ့စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုအစီအစဉ်တွေကျန်းမာရေးအကူအညီဆောင်ရှောက်မှုတွေလိုအပ်တယ်။ဒါအပြင်နောင်တာမျိုးမဖြစ်ဖို့အတွက်အကြမ်းဖက်စစ်တပ်အပါအဝင်နောင်တာမျိုးထပ်မဖြစ်ဖို့အတွက်ဥရေရေရရနိုင်ငံတကာစံညုံစံညုံတွေနဲ့အညီပြဋ္ဌာန်းပေးဖို့လိုအပ်ပါတယ်လို့ဦးအောင်မျိုးမင်းကပြောကြားခဲ့ပါတယ် အကြမ်းဖက်ဆဲအုပ်စုကအကြမ်းဖက်မှုတွေကိုမဟာဗျူဟာတစ်ခုလိုအသုံးပြုပြီးတော့ဆယ်စုနှစ်များကြာစပွဲများတွင်လူနေစုလူမျိုးစုများအပါအဝင်ပြည်သူများပေါ်အသုံးပြုခဲ့တဲ့အပြင်အရသာပြည်သူတွေအပေါ်မှာလည်းသူတို့ကိုစန့်ကျင်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ဆက်နွယ်မှုရှိတဲ့တန်တရားနဲ့ဖမ်းဆီးတာစုံစမ်းစစ်ဆေးစဉ်အကြမ်းဖက်မှုမတရားသောပုံမှန်များတတ်တာနဲ့မမှန်ကန်သောထောင်ဒဏ်ချမှတ်ခံရခြင်းတို့ကိုပြုလုပ်ခဲ့ပြုလုပ်ဆဲဖြစ်တယ်လို့ဆိုပါရယ်အကြမ်းဖက်ဆဲအုပ်စုကအကြမ်းဖက်မှုများကိုတရားဝင်မှုရှိစေရန်ပြုလုပ်နေတာကိုလည်းတွေ့ရှိနေပြီး နိုင်ငံတကာစာချုပ်များအရအကြံဖတ်မှုကိုလုံဆောင်သူများတာမကခွင့်ပြုမိတ်ပြုသူများမှလည်းတာဝန်ရှိကြောင်းနဲ့ပြည်သူလူထုပေါ်အကြံဖတ်မှုတွေကကာကွယ်ဖို့နဲ့အကြံဖတ်သူများပြစ်ဒဏ်မှခင်းလို့ခွင့်မရှိစေရအတွက်အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်ရှင်ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့အကြဖတ်ဆက်ကောင်စီထံဆက်လျင်များပါဝင်ဆက်လက်နက်များရောင်းချထောက်ပံ့တဲ့တရုတ်ဆက်လက်နက်ကုမ္ပဏီကြီး AVIC မှယင်းနှိမ့်မြုံနယ်မှုတွေကို Airbus ရုပ်သိမ်းခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ ကမ္ဘာတဝန်းလှုပ်ရှားတောင်းဆိုမှုတွေကြောင့်တရုတ်ဆက်လက်နက်ကုမ္ပဏီကြီး AVIC မှယင်းနှိမ့်နယ်မှုတွေကို FS ရုပ်သိမ်းလိုက်ခြင်းကအောင်ပွဲတရဖြစ်တယ်လို့ Justice for Myanmar ကထုတ်ပြန်ခဲ့ပါတယ် AVIC ဟာမြန်မာဂျပန်ဆေးအုပ်စုထံလေကြောင်းတိုက်ခိုက်မှုတွေမှာအသုံးပြုတဲ့စစ်လေယာဉ်များအပါအဝင်စစ်လက်နက်များရောင်းချထောက်ပံ့တဲ့ကုမ္ပဏီဖြစ်ပြီးအဂျပန်ဆေးအုပ်စုအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုရပ်တန့်စေရအတွက် Aviation Industry Corporation of China AVIC အပေါ်အောက်ဆလွမ်းမိုးနိုင်မှုကိုအသုံးပြုဖို့တိုးမဟုတ်ပါက AVIC မှယင်းနှိမ့်ညွှန်နယ်မှုတွေကိုရုပ်သိမ်းဖို့တောင်းဆိုခဲ့ကြပါတယ်။အဲ့လိုကမ္ဘာတဝန်းမှအရက်ဖက်ဖွဲ့စည်းတွေ၊တပိတ်ဖွဲ့တွေ၊ကုန်သွယ်ရေးသမက္ခများနဲ့လူပုဂ္ဂိုလ်တွေရဲ့ကြီးမားတဲ့ဖိအားပေးမှုများရှိလာပြီးနောက် Airbus ကုမ္ပဏီကတရုတ်ဆက်လက်နက်ကုမ္ပဏီ AV China ထံမှယင်းနှိမ့်ညွှန်နယ်မှုတွေရုပ်သိမ်းလိုက်တာဖြစ်ပါတယ်။ ဒါဟာရက်ဆက်တန်းကျုံမှုကြီးများအတွက်လောင်စာဖြစ်ကုညီခြင်းကြောင့်အကျိုးဆက်တွေရှိလာမှာဖြစ်ကြောင်း AVIC နဲ့တရုတ်ဆိုရအတွက်သတိပေးချက်တည်းရဖြစ်သလို EVS ရဲ့ယင်းနှိမ့်မြန်မှုရုပ်သိမ်းခြင်းကကြီးမားတဲ့အောင်ပွဲတည်းရဖြစ်တော့လဲတိုက်ပွဲတီကမပြီးသေးဘူးလို့ Justice for Myanmar ကဖော်ပြခဲ့ပါတယ်တရုတ်နိုင်ငံကမြန်မာဂျပန်စစ်တပ်အတွက်ဆက်လက်နက်များစစ်ဘက်အရက်ဖက်နှမျိုးသုံးပစ္စည်းများနည်းပညာနဲ့လေ့ကျင့်သင်ကြားမှုများကိုထောက်ပံ့ပေးအပ်နေတဲ့အဓိကနိုင်ငံဖြစ်ရှိနေသေးပြီး အဲ့လိုကြံရပါမှုကိုအဆုံးသတ်ရမှာဖြစ်တယ်လို့ဆိုပါတယ်ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့အကြံဖက်ဆဲအုပ်စုကြောင့်၄နှစ်ကျော်အတွင်းမှာလူငယ်2381ဦးတည်ဆုံးခဲ့ပြီးသခိုင်းနိုင်ကတည်ဆုံးမှုအများဆုံးဖြစ်နေတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ အကြံဖတ်စစ်တပ်ကမတရားအာဏာယူယူဖို့ကြိုးပမ်းခဲ့တဲ့2022ခုနှစ်ဖေဖော်ဝါရီလ1ရက်ကနေ2025ခုနှစ်ဧပြီ30ရက်အထိ၄နှစ်ကျော်အတွင်းမှာအကြံဖတ်စစ်တပ်ကြောင့်လူငယ်2381ဦးသေဆုံးပြီးအဲ့ဒီထဲမှာသခိုင်းတိုင်းကသေဆုံးမှုအများဆုံးဖြစ်ခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးသငယ်ရေးရာဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ အကြံဖတ်ဆက်တဲ့ကြောင့်2021ခုနှစ်ဖေဖော်ဝါရီတရက်ကနေ2025ခုနှစ်ဧပြီ30ရက်အထိလင်းနေကျော်အတွင်းပြည်သူ6488ဦးသေဆုံးခဲ့ရတာဖြစ်ပြီးအဲ့ဒီထဲမှာလူငယ်2382ဦးပါဝင်ပြီးလင်းနေကျော်အတွင်းသေဆုံးသူ6488ဦးမှာလူငယ်သေဆုံးမှုက25ဒသမ100ခန့်လုံးအထိရှိနေတယ်လို့ဖော်ပြထားပါတယ်။လူငယ်သေဆုံးမှုကိုနှင်းလိုက်ကြည့်မယ်ဆိုရင်2021ခုနှစ်မှာ 683ဦး2022ခုနှစ်မှာ426ဦး2023ခုနှစ်မှာ969ဦး2024ခုနှစ်မှာ956ဦးနဲ့2025ခုနှစ်ရဲ့လေးလတာအတွင်းမှာ119ဦးထိတည်ဆုံးခဲ့ရတာဖြစ်တယ်လို့သိရှိရပါတယ်။တိုင်းနယ်ပြည်နယ်အလိုက်တည်ဆုံးမှုကိုကြည့်မယ်ဆိုရင်စကိုင်းတိုင်းကတည်ဆုံးမှုအများဆုံးဖြစ်ခဲ့ရပြီးဒုတိယမှာမန္တလေးတိုင်းတတိယမှာရခိုင်နဲ့စတုတ္ထမှာရန်ကုန်တိုင်းတို့ဖြစ်တာကိုတွေ့ရပါတယ်။ လူငယ်သေဆုံးမှုအရေအတွက်ဖြစ်တဲ့2381ဦးမှာယောက်ျားလေးသေဆုံးမှုက88.1%ကိုင်းနှုန်းမိန်းကလေးသေဆုံးမှုက2.5%ကိုင်းနှုန်းနဲ့ကြားမှာမဖော်ပြနိုင်ပေသေဆုံးမှုက3.4%ကိုင်းနှုန်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်ကအကြံဖတ်စစ်ကောင်စီစခန်း၉ခုကိုတပြိုင်တည်းထဲဝင်ရောက်တိုက်ခိုက်ခဲ့ရာအကြံဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ဦးထက်မနည်းသေဆုံးခဲ့ပြီးရဲအုပ်တအူအပါအဝင်စစ်သုံးပန်း၃ဦးဖမ်းဆီးထားတဲ့တင်ပဲဖြစ်ပါရဲ့ရှင်။ ရန်ကုန်မန္တလေးအမြန်လန်ဟောင်းပေါ်ကအကြံဖတ်စစ်ကောင်စီစခန်း၉ခုကိုတပြိုင်နက်ဝင်ရောက်တိုက်ခတ်ရာအကြံဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ဦးထပ်မံနေတေဆုံးခဲ့ပြီးရဲအုပ်တအုပ်အပါအဝင်၁၃မှန်၃ဦးကိုဖမ်းမိထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စေယုံချုပ်ကဇွန်လ၂၅ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ပဲခူးတိုင်းညောင်လေးပင်ကြောက်တကားဖြူးမြို့နယ်အတွင်း ရန်ကုန်မန္တလေးအမြန်လန်ဟောင်းပေါ်ရှိအကြံဖတ်စစ်ကောင်စီတပ်ဖွဲ့၏အခြေချတပ်ဆွဲထားတဲ့စကန်ကိုးခုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်စင်ရေးနယ်မြေနှင့်ကိုကဲမှုအောက်ရှိတပ်တွေနဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့တွေကဇွန်လ25ရက်မနက်စောပိုင်းမှာတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။အဲဒီတိုက်ခိုက်မှုကြောင့်အကြံဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထပ်မံတေဆုံးခဲ့ပြီးအများပြားထိခိုက်ဒဏ်ရာရရှိကရဲအုပ်တအုပ်အပါအဝင်73ဖမ်း3ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့ဖော်ပြထားပါဗျ။ တိုက်ပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်အစုံ16လက်နက်ခဲယမ်းတွေစစ်တုံးပြစီအမြောက်များကိုလည်းတင်စီရရှိခဲ့သလိုတော်လိုင်းရဲတပ်ဖွဲ့များဘက်မှရဲဘော်တအူကြာဆုံးခဲ့ရပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုတွေကိုအမှတ်နဲ့စစ်ဆင်ရေးနယ်မြေတိုင်းစစ်ဌာနဘကိုဗျူဟာ24ငကနီစစ်ကြောင်းအာနာဝကတရင်အမှတ်353ညာ3တရင်ဖြူပါကာဖဗျူဟာ25အမှတ်303ညာ2တရင်ဆပရင်ဝါရီယာဂူလန် KNL တရင်ကိုဗျူဟာ26 တော်ဝင်ထောင်းတက်ရင်တော်ကြီးကန်းတက်ရင်တို့ပူပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့သခိုင်းကလေးကြီးလှောက်ခတ်ပြီးနောက်အကြက်ဖက်စစ်တပ်ကလေချောင်းတိုက်ခိုက်မှုပေါင်း620ကျော်ပြုလုပ်ခဲ့ပြီးပြည်သူ900ကျော်သေဆုံးခဲ့တဲ့တင်ပဲဖြစ်ပါတယ်ရှင်။ ဇာခိုင်းကလေးကြီးလောက်ခတ်ပြီးနောက်မှာအကြံဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း622ကြိမ်အထိပြုလုပ်ခဲ့ပြီးအဲဒီတိုက်ခိုက်မှုအတွင်းမှာပြည်သူ900တဦးအထိသေဆုံးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူခွင့်ဆိုင်ဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။အကြံဖက်စစ်တပ်ကမလ28ရက်ကနေဇွန်လ20ရက်အတွင်းရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွဲပြီးကြံပြည်နယ်နဲ့တိုင်းတွေအကုန်လုံးကိုလေကြောင်းကနေတိုက်ခိုက်မှုပေါင်း622ကြိမ်အထိပြုလုပ်ခဲ့ရပြည်သူ900တဦးသေဆုံးပြီး1059ဦးဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြခဲ့ကြတာပါ။ တည်ဆောင်ရသူပြည်သူ900တဦးထဲမှာအသက်18နှစ်အရကလေးငယ်86ဦးပါဝင်ပြီးအသက်18နှစ်အထက်က164ဦးဖြစ်ကကျန်262ဦးကအသက်အရွယ်မသိရှိရဘူးလို့ဆိုပါရယ်။ဒါ့အပြင်ဒဏ်ရာရရှိသူ1059ဦးထဲမှာအသက်18နှစ်အရ212ဦးပါဝင်ပြီးတော့အသက်18နှစ်အထက်240ဦးဖြစ်ကကျန်605ဦးကအသက်အရွယ်မသိရှိရဘူးလို့ဖော်ပြထားပါရယ်။အကြမ်းဖက်ဆက်တဲ့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကတော့သခိုင်းတိုင်းမှာလေကြောင်းတိုက်ခိုက်မှု142ကြိမ်အတွင်း159ဦးသေပြီး 344ဦးဒဏ်ရာရချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု28ကြိမ်အတွင်း19ဦးသေပြီး32ဦးဒဏ်ရာရ မကွေးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု89ကြိမ်အတွင်း42ဦးသေပြီး88ဦးဒဏ်ရာရ၊ကချင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု23ကြိမ်အတွင်း59ဦးသေပြီး68ဦးဒဏ်ရာရ၊မန္တလေးမှာလေကြောင်းတိုက်ခိုက်မှု168ကြိမ်အတွင်း109ဦးသေပြီး218ဦးဒဏ်ရာရ၊ရှမ်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု30ကြိမ်အတွင်း10ဦးသေပြီး19ဦးဒဏ်ရာရနဲ့ရခိုင်ပြည်မှာလေကြောင်းတိုက်ခိုက်မှု28ကြိမ်အတွင်း29ဦးသေပြီး83ဦးဒဏ်ရာရခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဒါအပြင်ကီနီပြည်မာလေကျောင်းတိုက်ခိုက်မှု9ကြိမ်အတွင်း12ဦးသေပြီး15ဦးဒဏ်ရာရပဲခူးတိုင်းမာလေကျောင်းတိုက်ခိုက်မှု38ကြိမ်အတွင်း30ဦးသေပြီး55ဦးဒဏ်ရာရကရင်ပြည်မာလေကျောင်းတိုက်ခိုက်မှု40ကြိမ်အတွင်း22ဦးသေပြီး69ဦးဒဏ်ရာရ AR တိုင်းမာလေကျောင်းတိုက်ခိုက်မှု16ကြိမ်အတွင်း3ဦးသေပြီး1ဦးဒဏ်ရာတနင်္သာရီတိုင်းမာလေကျောင်းတိုက်ခိုက်မှု14ကြိမ်အတွင်း9ဦးသေပြီး10ဦးဒဏ်ရာနဲ့မွန်ပြည်နယ်မာလေကျောင်းတိုက်ခိုက်မှု12ကြိမ်အတွင်း2ဦးသေပြီး4ဦးဒဏ်ရာရတယ်လို့ဆက်လက်ဖော်ပြထားပါတယ်ရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တွင်ကတော့ဂျမ်ဖက်စစ်ကောင်စီကမတရားဖမ်းဆီးထောင်ချခံထားရတဲ့မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးအကျဉ်းထောင်ထဲမှာတင်ဆောင်ခဲ့တဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာဂျမ်ဖက်စစ်ကောင်စီရဲ့ဥပ္ပိုလ်အကျဉ်းထောင်ထဲမှာအကျဉ်းချခံထားရစဉ်ကြာဆုံးသွားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကထုတ်ပြန်ခဲ့ပါရယ်။ ဇလန်28ရက်မနေ့မှာအိုးဘိုထောင်အတွင်းအကျဉ်းချခံထားရတဲ့မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌဦးအောင်ကျော်ဦးဟာအသက်69နှစ်ပန်းနိုင်ရင်ကျက်ယောဂါနဲ့အမောဖောက်ယောဂါတွေကြောင့်ကြာဆုံးသွားခဲ့ရတာလို့ PPNM ကဖော်ပြထားပါတယ်။ ဇွန်လ28ရက်နေ့မနက်9:00နာရီမှာဦးအောင်ကျော်ဟွာရုတ်တရက်အမောဖောက်လာတာကြောင့်ထောင်စင်းရုံကိုပို့ဆောင်ခဲ့ရနိုင်ပိုင်းအကြမှာပဲဆုံးပါသွက်ခဲ့ရခြင်းဖြစ်ပြီးဦးအောင်ကျော်ဟွာဂျမ်းမာရေးအခြေအနေရအရေးပေါ်ဖြစ်နေတဲ့အချိန်မှာပြပစေးရုံကိုအချိန်မီစစ်ကူတမှုမခံယူနိုင်လို့ကြာဆုံးသွားရခြင်းဖြစ်တယ်လို့ PPMN ကတောက်ချက်ချထားပါတယ်ရှင်ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့တရေကြီးချုပ်ကိုတင်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်